်လင်းပါမြပါသားသမီးနဲ့မိတွေ့ပတွေ့တို့အမွေခွဲမယ်ဆိုရင်ဘယ်လိုခွဲဝေရယူကြမလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကပြလွတ်တော်ရှင်နေဦးအောင်ကျော်ဖြူဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတွေသိထားတဲ့ဥရိစာကိစ္စရပ်များကိုဆွေးနွေးမျှဝေလျက်ရှိပါတယ်အဲ့တော့လင်ပါမရပါသားသမီးနဲ့ပေါ့နော်မိတွေးပထွေးတို့အမွေခွဲမယ်ဆိုလို့ရှိရင် ဒီကြံရှိတဲ့အမွေပစ္စည်းကိုဥစွာစစ်စစ်ဖို့လိုပါတယ်အမွေပစ္စည်းလို့ပြောတဲ့နေရာမှာအကြမ်းမြင်အဖြစ်ပေါ့နော်ပစ္စည်း၄မျိုးရှိနိုင်ပါတယ်အဲ့ဒါကတော့နံပါတ်၁အချက်ကပိုင်းရင်းပစ္စည်းပေါ့နော်သူ့အထပ်ပါပစ္စည်းလို့လည်းခေါ်ပါတယ်အဲ့တော့ပိုင်းရင်းပစ္စည်းဆိုတာကပထမအိမ်တောင်နဲ့ရရှိတဲ့ပစ္စည်းပေါ့နော်ပထမအိမ်တောင်နဲ့ပြက်ဆဲပြီးတော့ဒုတိယအိမ်တောင်မပြုတ်ခင်ပါလာတဲ့ပစ္စည်းကိုလည်းပိုင်းရင်းပစ္စည်းလို့ပဲခေါ်ပါတယ် အဲ့လိုပါရင်ပြည့်စည်ဖြစ်မယ်ဆိုလို့ရှိရင်တော့လင်ပါမြပါသားသမီးက၄ဘုံ၃ဘုံရရှိပြီးတော့မိတွေးပထွေးက၄ဘုံ၃ဘုံရရှိမှာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပစ္စည်းကပထမအိမ်တောင်ကရလာတဲ့ပစ္စည်းဖြစ်လို့ပထမအိမ်တောင်နဲ့ရခဲ့တဲ့သားသမီးတွေက၄ဘုံ၃ဘုံရခြင်းဖြစ်တယ်ပေါ့နော်။ဒုတိယပစ္စည်းကိုကျွန်တော်တို့ဆက်ကြည့်ပါမယ်။ဒုတိယပစ္စည်းကတော့ဒုတိယအိမ်တောင်နဲ့ပေါင်းသင်းစဉ်မှာမိရင်ဖရင်ဖြစ်သူက အမွေရတဲ့ပစ္စည်းဖြစ်ပါတယ်။ အဲ့တော့ဒုတိယညောင်နဲ့ပေါင်းသင်းတဲ့အချိန်မှာကိုယ့်ရဲ့မိဘကအမွေရတဲ့ပစ္စည်းကိုလင်ပါမြေပါသားသမီးကတဝက်မိတွေးပထွေးကတဝက်အညီအမျှခွဲဝေရယူကြရမှာ ဖြစ်တယ်ပေါ့နော်တတိယတစ်မျိုးကတော့မိရင်းဖယင်းနဲ့ပေါင်းသင်းစဉ်မှာမိတွေးပထွေးကအမွေရတဲ့ပစ္စည်းဖြစ်ပါတယ်အဲ့တော့မိတွေးပထွေးအမွေရတဲ့ပစ္စည်းကိုတော့အခြေအနေနှစ်မျိုးထပ်မှန်ပြီးတော့ခွဲခြားမယ်ပေါ့နော်ပထမအခြေအနေကမိတွေးပထွေးမှာနှစ်ပါးစုံသားသမီးဖြစ်ဖြစ် အခြားအိမ်တောင်နဲ့ရတဲ့သားသမီးဖြစ်ဖြစ်မရှိဘူးဆိုမှသာလင်လင်ပါမရပါသားသမီးတွေက၄ဘုံတဘုံဆက်ခံခွင့်ရှိမှဖြစ်တယ်ပေါ့နော်ဒုတိယအခြေအနေဖြစ်တဲ့မိတွေးပထွေးမှာနှစ်ပါးစုံသားသမီးတော်၎င်းအခြားအိမ်တောင်နဲ့ရတဲ့သားသမီးတော်၎င်းရှိခဲ့မယ်ဆိုရင်လင်ပါမရပါသားသမီးတွေကအမွေရထိုက်ခွင့်မရှိဘူးပေါ့နော်အဲ့ဒါဘာပစ္စည်းလဲဆိုရင် မိရင်ဖရင်နဲ့ပေါင်းသင်းစဉ်မိတွေးပထွေးကအမွေဆက်ခံရရှိတဲ့မိတွေးပထွေးရဲ့ပစ္စည်းဖြစ်တယ်ပေါ့နော်အဲနံပါတ်၄အချက်ကတော့လက်ထပ်ပွားနဲ့နှစ်ပါးစုံပစ္စည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒီလက်ထပ်ပွားနဲ့နှစ်ပါးစုံပစ္စည်းမှာလဲကျွန်တော်တို့ကအခြေအနေနှမျိုးထပ်မှန်ပြတော့မှာခွဲခြားမှာဖြစ်တယ်ပေါ့လေအဲ့တော့ဒုတိယအိမ်တောင်နဲ့သားသမီးရှိတယ်ဆိုလို့ရှိရင်လင်ပါမြပါသားသမီးက၈ပုံတပုံရပြီးတော့ မိတွေးပထွေးက10ပုံ9ပုံရမှာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သားသမီးတွေရှိတဲ့အတွက်ကြောင့်မိတွေးပထွေးကအပုံပိုရတယ်ပေါ့။အကယ်လို့ဟုတ်ပြီနော်။အဲ့လိုပေါင်းသင်းစင်မှာသားသမီးရခဲ့တာမရှိဘူးဆိုလို့ရှိရင်အမွေဝဇုကဘလို့ချိန်သွားလဲဆိုရင်လင်ပါမယားပါသားသမီးက6ပုံ2ပုံရပြီးတော့မှမိတွေးပထွေးက6ပုံ5ပုံရရှိမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာเนาะကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင် လင်ပါမြေပါသာသမိနဲ့မိတွေးပထွေးတို့အမွေခွဲဝေရင်အကြမ်းမြင့်အဖြစ်ပစ္စည်းကို စစ်စစ်ရမယ်ပစ္စည်း၄မျိုးရှိနိုင်တယ်အဲ့ဒီ၄မျိုးအပေါ်မှာเนาะခုနကကျွန်တော်ဆွေးနွေးခဲ့တဲ့ဝိစုတိုင်းရရှိနိုင်တယ်ဆိုတာလေးကိုအကြမ်းမြင့်ဆွေးနွေးမျှဝေပေးလိုက်ရပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတည့်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်